တင်ဆက်ပေးမယ့်သတင်းကတော့ဖုံးတုံးခွင့်မပေးမှုကြောင့်ထောင်စုမှုများဖြစ်ပွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။အကျဉ်းသားတွေဘက်ကမိုဘိုင်းဖုန်းတွေကိုအရှင်ကဲတဲ့နဲ့တုံးခွင့်ပေးဖို့အတွက်တောင်းဆိုတာကိုတာဝန်ရှိသူတွေဘက်ကမလိုက်ရောက်ခဲ့တာကြောင့်ပြည်သိနိုင်ငံအတွင်းမှာထောက်ဆမှုတွေဖြစ်ပွားခဲ့လို့သိရပါတယ်။ပြည်သိနိုင်ငံအတွင်းကမြို့ကြီးတစ်မြို့ဖြစ်တဲ့မာစင်းမြို့မှာရှိတဲ့အကျဉ်းထောင်ပါဝဲတခြားမြို့ဆောင်မြို့ကအကျဉ်းထောင်တွေမှာထောက်ဆမှုတွေဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အကျဉ်းသားတွေဟာအကျဉ်းထောင်ဧရိယာတွေမှာရှိတဲ့မော်တော်ယာဉ်တရှို့ကိုမီတင်ရှို့ပြီးတော့တခြားနေရာတွေကိုပါမီကူးဆက်လောင်ကျွမ်းအောင်ဖန်တီးပြီးတော့အခွင့်အရေးရရင်ထောင်ထဲကနေထွက်ပြေးဖို့အတွက်ကြိုးပမ်းခဲ့ကြရလို့သိရပါတယ်။ဒါအပြင်အကျဉ်းသားတရှုဟာမိလောင်နေရာအခွင့်ကောင်းယူပြီးလုံခြုံရေးဌာနကတနက်တွေကိုလူရက်ပြီးတာဝန်ကျဝန်ထမ်းတွေကိုပြစ်ခတ်ကာထောင်ထဲကနေထွက်ပြေးဖို့အတွက်လှုပ်ဆောင်ခဲ့ကြရလို့ပြည်ထောင်တရားရေးဝန်ကြီးရုံးကတတိထုတ်ပြန်ခဲ့ပါတယ်။ အခင်ဖြစ်စဉ်ဟာမိုဘိုင်းဖုန်းသုံးဆက်ကမရတာထက်အကြမ်းဖက်မှုကျူးလွန်တာမျိုးဖြစ်တာကြောင့်ပါဝင်သူတွေကိုထိထိရောက်ရောက်အရေးယူသွားမယ်လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့ညင်းကြောင်ဝါပေးပို့လာပါဗျ။